စကိုင်းတိုင်းတပိုင်းဖောင်းမြင့်မြို့နယ်မှာပြီးခဲ့တဲ့အောက်တိုဘာ12ရက်ကအမျိုးသားညီညွတ်အစိုးရ NGO လောက်မှာတာဝန်ထမ်းဆောင်နေတဲ့မြို့နယ်ပြည်သူအုပ်ချုပ်ရေးပအဖတာဝန်ခံတအူးကိုတာဝန်ကရက်ဆိုင်လိုက်တယ်လို့သတင်းရင်းမြစ်တွေကအမှတ်ပီကိုပြောပါတယ်။တာဝန်ရက်ဆိုင်ခံရသူဟာဖောင်းမြင့်မြို့နယ်ပြည်သူအုပ်ချုပ်ရေးပအဖတာဝန်ခံဥပယုံချိုကဒေါင်းမင်းဖြစ်ပြီး NUG ရဲ့ပြည်ထရေးဝန်ကြီးဌာနဘုံညွန်ကြားချက်နဲ့တာဝန်ကရန်နာလိုက်တာလို့ဒေသခံသတင်းမြစ်တအူးကပြောပါတယ်။ ဥပြုံးချိုကိုတော်ဝင်ကရန်နာလိုက်တာဟာတော်ဝင်ပြက်ကွက်တာစီမံခန့်ခွဲမှုညံပြင်းတာတွေကြောင့်ရန်နာလိုက်တာဖြစ်ပြီးလစ်လက်သွားတဲ့မြို့နယ်အုပ်ချုပ်ရေးအတွက်အရေးပေါ်အုပ်ချုပ်ရေးဖွဲ့ကအမျိုးသားညီညွတ်ရေးအစိုးရဘဟုကတိုက်ရိုက်ကိုကဲတော်ဝင်ယူနေတယ်လို့မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တူကပြောပါတယ်။တော်ဝင်ကရန်နာခံလိုက်ရတဲ့ဥပြုံးချိုကိုတော့ MPP အနေနဲ့ဆက်သွယ်မေးမြန်းဖို့စူးစမ်းနေဆဲဖြစ်ပါတယ်။ ပြည်ရတဲ့စတေမာဆယ်ရက်နေ့ကလည်းစကိုင်းတိုင်းတွင်းကအယူကြီးလက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့ကလေးခရိုင်ရဲတပ်ဖွဲ့ရဲအုပ်တာဝန်ခံတဦးနဲ့မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးပအဖတာဝန်ခံတဦးတို့ကိုတာဝန်ကရန်နာခဲ့ပါသေးတယ်။ဒါအပြင်ဇူလိုင်၁၉ရက်နေ့မှာလည်း လက်ဆောင်မှုနဲ့ကဏီမြို့နယ်တရားသူကြီးအဖွဲ့ဥက္ကဋ္ဌဒေါ်ပန်ထွားနဲ့မြို့နယ်တရားသူကြီးအဖွဲ့ဝင်တွေဖြစ်တဲ့ဦးကလုံးဦးစာမင်းနဲ့ဦးပင်လုံးတို့၄ဦးတာဝန်ကရနာထားသလိုဇူလိုင်29ရက်နေ့မှာလည်းကဏီမြို့နယ်စွမ်းအင်ဝကြီးဌာနကမြို့နယ်တာဝန်ခံတဦးကိုလည်းတာဝန်ကရနာခဲ့ပါသေးတယ်။